ကျွန်တော်ဒီဥမိပီစီအကြောင်းသိရှိလို့တော့ကြောင်းဆရာလေးကိုကြည်နိုင်အိမ်တို့ထွက်ခွာခဲ့ဤလာဥတ္တပီဆရာလေးကိုကြည်နိုင်နဲ့ဥဖြူကျော်တို့ကစီကြိုကြဤကဲဥတ္တပီခမရသိကျင်တာမေးပြီတော့မေးပါဥတ္တပီဥမိပီစီဆိုတဲ့ဆက်လုံးလေးလုံးပါဗျာဥမိပီစီဆိုတာ ပြုပါတာအတန်ထွက်ကိုမြန်မာအဖျားနဲ့ရေးထားတာပါဥတ္တပီအတိတ်ဘယ်ကတော့ကျေဇူးတရားလို့အတိတ်ဘယ်ထွက်ပါတယ် ဒီလိုကြောက်စာမျိုးကိုမြန်မာပြည်ရဲ့အလဲပိုင်းအထက်ပိုင်းဒေသတွေမှာကျွန်တော်တွေ့တာနှစ်ခုရှိပါပြီကျွန်တော်မှပုံရိပ်စိတ်ဝင်စားသွားဤဘယ်သူကဒီကြောက်စာကိုထိုးသွားတာလဲဗျကြောက်စာထိုးတာကြောက်စာထိုးတဲ့လူကတော့ရှင်းမွန်မိဖုရားတစ်ပါးရဲ့တင်စာရှိတဲ့ကြေးကျွန်တူဘောထိုးစင်းမှာပင်တကြည်တာဝါစင်အပြည့်လွားရောက်ရှိလာတော့ဤအဖေကမနေ့ကကြောက်စာရှိတဲ့နေရာကိုသွားဖို့ဥတုပြီးနဲ့ကျွန်တော်တို့စီစဉ်ထားရမယ်တဲ့အေး ။တမီလည်းလိုက်မယ်ဖေဖေ။ဟုတ်လို့ပြီ။ကျောင်းတမီပါခေါ်ခဲ့လို့လမ်းခင်းကစိတ်ချရပါမလား။စိတ်ချရပါလေဦးဖြိုကျော်။ဒီတော့ကကျွန်ုပ်တို့ကျင်နေကျဆနေကြတော့ပါ။ကျွန်ုပ်ကအာမခံလိုက်တော့ကြောင်းယရနာကျော်မှာငယ်ရွယ်သူပြီပြီပျော်ရွှင်သွားလေတော့ဤ။ဟေးလိုက်ရမယ်တဲ့ညိုလိုက်တာဟေးကိုစိုးတင်မောင်နဲ့ကိုပိုက်ကလေးတို့လည်းလိုက်မယ်ပြောထားတယ်။အိမ်တို့ပြန်ရောက်ရင်ကျွန်ုပ်မိညာအချင်းချအောင်အိပ်ပြောခဲ့တယ်မဒီ။ဘိုက်ကလေးနှုတ်တဲ့ပြန်ထားလိုက်ရသည်။စတုစတုဘာလဲဘိုက်ကလေး ထထတိုးတဲ့ကိုတော့ရအောင်ဟာအစောကြီးရှိနေတယ်ဟာစတုရတနာကျော်တို့တခါကို တိုးတဲ့လိုက်ဖို့ဖို့အာမခံထားတယ်လီအေးပါကျွန်ုပ်ကိစ္စကျွန်ုပ်သိပါတယ်မျက်လုံးကိုပွတ်တိုင်း၍အိမ်မင်းတို့ကြည့်လိုက်တော့ခါအလင်းရောင်ပဲမမြင်ရသေးချေဘိုက်ကလီကဝရိယတိတ်ကောင်းနေပါကလားထူဆန်းပါပဲရှာတို့မိုးမလင်းခင်ထွက်ပါဗျမိုးလင်းတော့ဘာဖြစ်တဲ့တော့ရတနာကျော်လေးကိုနှိပ်ဘူးနေမှာပေါ့ မင်းကောင်းမွန်မာတော့မိုးရွာမှာမို့လားဟုပင်ကျွန်ုပ်မေးချင်စိတ်ပေါ်လာတော့လေတပည့်ကြီးစိတ်ထိခိုက်မိဆို၍မမေးတော့ပါချေဆရာလေးကိုကြီးနဲ့အိမ်တို့ကျွန်ုပ်တို့ဆရာတစ်ပည့်ရောက်ရှိလာတော့ကလူပြိုကြီးစောတဲ့မောင်ကကြို၍ရောက်ရှိနေကတင်းကကြိုးပြီးရောက်နေတာကိုညာရောအဲ့ရလားမသိပါဘူးကျွန်ုပ်ကလူကြီးပီပီဥဖြိုးကျော်ဆရာလေးကိုကြီးနိုင်နဲ့အာလို့လာမလို့ကို စကားပြောက ရှေ့မှာလျှောက်လိုက်၍တော်တဲ့ဝင်ခဲ့ရတော့ချေတီတမောင် နောက်ပိုင်းတွင်ကယရနာကျော်ကိုချင်းကပ်ဖို့ရာဒိုက်ကလေးနှင့်စော့တင်မောင်တို့ကြိုးစားလျက်ရှိကြပေ၏။ငါလေးလမ်းလျှောက်နေရလား။ဟုတ်ကဲ့ရှင်ရပါတယ်။လမ်းမလျှောက်နိုင်တော့မင်းကထမ်းဖို့မလိုလားကွာ။ဟွ။ဒိုက်ကလေးကစကားပြောရင်ရှေ့သူနဲ့နဲ့လွန်သွားပြီနဲ့လူပြိုကြီးစောတဲ့မောင်ကယရနာကျော်ဤအနာတို့ချင်းကပ်လိုက်ပြီးကိုမြင်ရ၏ယရနာကျော်ကခီးဝေးမသွားဘူးလို့ညောင်းမှာပေါ့ဒီတိပင်းကြီးမှာခဏနားလိုက်ပါလားယရနာရှောင်းနေမှာဒီလေကျွန်တော်ဤအလေးချိန်ရနေတော့နာမှာ စော်တင်မောင်နဲ့ရတနာကျော်တို့ဤစကားသံများကြမှာဒီဝဲ၆ပေါ်နင်းလာတော့အတန်များကိုကြားလိုက်မိချီတော့ဤအားလုံးကျွန်ုပ်တို့နောက်ကိုလူတယောက်လိုက်လာတယ်လို့ပဲပြောပြောဆိုဆိုကျွန်ုပ်ဒီခြေတန်ကြရစီတို့တနတ်ချင်းထိုးချိန်လိုက်ဒီကျွန်ုပ်နောက်မှာအားလုံးလာမုန်းနဲ့တကြီးပါစီတို့ကဲ့၍ပါလာသည်ခြေတန်ရှင်မှာခြုံလယ်များအကာအကွယ်ယူ၍ပြေးနေပြီထင်ဘာတမ်းမှဆက်၍မကြတော့ပါဘဲတူးမှလိုက်မလာပါဘူးဆရာတို့ရာတို့တွေကတားကောင်းတွေပဲဖြစ်မှာပါကျွန်ုပ်ဤအာယုံပညာရ နာတော်၏ခြေတန်းနှင့်လူခြေတန်းကိုခွဲခြားသည့်ပြီဖြစ်ပါသည်။ထို့သောအေဒနာဖာကိုထိတ်လန့်ပြီးဆို၍ကျွန်ုပ်မိတို့များမပြောခဲ့တော့ပေ။လူငယ်များအတွက်လမ်းခေကပျော်စရာကောင်းနေပါတော့သည်။တောင်ကုန်းတက်တွင်ဒိုင်ကလေးကယရနာကျော်လေး၏လက်ကိုဆွဲတင်ပေသည်။ထို့သောပင်ကုံစင်အန်းလေးတစ်ခု၌စောတယ်မောင်ကယရနာကျော်၏လက်ကလေးကိုဖိမကလိမ့်မကြရန်ထိမ့်မပေးနေပြန်သည်။ကိုဖိုက်တို့ကိုစောတို့နဲ့ခီးတော့တာတိတ်ပြောစရာကောင်းတာပဲနော်တကယ်ပြောတာနော်ဟင် ောက်ပိုင်းတိုင်းကျွန်ုပ်တို့ကိုဂရုမထားမိတော့ကျွန်ုပ်တို့ငလျင်လှုပ်စင်ကမြင်တွေ့ခဲ့ရသောဖရာပြည့်ရှိရာတို့သာဥဆောင်၍ခေါ်လာခဲ့တော်၏မကြမီအုပ်ပုံများကြမှကျွန်ုပ်မြင်တွေ့ခဲ့ရသည့်ကြောက်စာတိုင်းရှိရာတို့ရောက်လာခဲ့ပြီတော်၏ဒါပဲဆရာကြီးဥဖြူကျော်ဩဒါပဲကိုကြောက်စာ၏အစထိန်တိုင်းဥမိပီစီဟူသောခေါင်းစဉ်ကြီးကိုထင်ရှားစွာ တွေ့ရပြီတော်၏ဥဖြူကျော်ကကြောက်စာကိုအတန်ထွက်၍ဖက်လိုက်ပြီတော်သည်ဥမိပီစီ နမောဗုဒ္ဓါယနမောတမ္မာယနမောတန်ခါယကျွန်ုပ်နဲ့တကြည်ပါစီကျောင်းဆရာလေးကိုကြည်နိုင်တို့မှာကျောက်စာကိုဖတ်နေတော့ဥဖြူကျော်ဤအတန်ကိုနားထောင်ရလေ၏ရှင်စေကျွန်ုပ်အပါဝင်ညီတူမြကျောက်စာဤအတိတ်တွေကိုနားမနေကြပါချေကျောက်စာဖတ်၍ဆုံးသွားပြီးနောက်တွင်ကျွန်ုပ်ကဆ၍မေခွန်းထုတ်ပြီးတော့ဤဘာများရေးထားတာလဲဥဖြူကျော်ကျောက်စာထိုးတဲ့သူကဖျားကိုကြော့ပြီးသူ့တခင်မရဲ့ဆန္ဒကိုဖြည့်ဆည်းပြီးပြီးတာဝန်ကြည့်ပြီး ဤကောင်းမှုကြောင့်နံဘဝမှာလည်းတခင်မရဲ့ကျေးဇူးကြောင့်ဖြစ်ရပါလို့ဤလို့စူတောင်းတာပဲဗျသူတခင်မဆိုတာဘယ်လိုလဲဗျအင်းဒီရဲ့အကြောင်းကိုအေးစင်စင်ရှင်းပြမှာဖြစ်မယ်ထိုင်ကြပါအောင်ကျွန်တော်တို့လည်းဦးချိုးကျော်ဤဘေးတွင်ထိုင်ချလိုက်ကြဤယခုချိန်ထိတိုက်ကလေးစောတယ်မောင်နဲ့ယရနာကျော်တို့ရောက်မလာကြသေးသေးဒီလိုဗျကြောင်းစာဟာလွန်ခဲ့တဲ့တက်ကရွေ920လောက်ကအကြောင်းကိုရေးထားတာအဖြစ်ပြက်ကတော့မင်းတရားကြီးနဲ့ဆက်နွယ်နေတယ် မန်တရားကြီးဆိုတာကြားဘူးကြလားကြားဘူးပါလေဆရာကြီးမြန်မာနိုင်ငံကိုထူထောင်ခဲ့တဲ့တမန်ဝင်မန်တရားကြီးပါဒီဒီကြားကြားပြောရရင်မန်တရားကြီးဟာတက္ကသိုလ်1973ခုနှစ်မှာမြန်မာတပြည်လုံးကိုတင်သွင်းခဲ့တယ်အဲဒီမှာပြိုင်ဘက်ဘရင်နဲ့စစ်မဲ့ဖြစ်ပွားရတာပေါ့ကျွန်ုပ်တို့မှာဥဖြူကျော်ဤပြိုင်ဘက်ဘရင်နဲ့မြန်မာပြည်တို့ဤစစ်ပွဲကိုစိတ်ဝင်စားစွာနားထောင်နေကြရလိမ့်ဒီမြန်မာဘရင်ဟာမင်းကောင်းမင်းမြတ်ဆိုတော့စစ်မတိုက်မီတစ်စားဆိုတဲ့ ဘယ်လိုဆိုတာလဲဆရာကြီးကျွန်တော်လူလကာတို့ရဲ့အကျိုးစီးပွားကိုဆောင်ရွက်နိုင်တဲ့မင်းကောင်းမင်းမြတ်မှန်ပါကပြိုင်ဘက်ဘရင်ကိုစစ်အောင်နိုင်ရပါလို့ဤတမိုင်းဝင်ဖြစ်တဲ့တစ်ခုကနားထောင်ပြီးစိတ်ဝင်စားပွဲဖြစ်ဤဒါနဲ့ကျွန်တို့မြန်မာဘရင်က နိုင်သွားရောလားလွယ်လွယ်တော့ဘယ်နိုင်ရမလဲဆရာတို့ရဲ့ဒါပေမဲ့အဲ့ဒီလိုတစ္ဆာဆိုလိုက်တဲ့အခါငါလင်းတော်လဲတန်ကြီးပေါ်လာတဲ့အဲ့ဒီချိန်မှာမန္တရာကြီးရဲ့လက်ထက်ကရွှေကြရဟာပြုတ်ကျသွားတဲ့ အဲဒီလိုပြုတ်ကြလို့မန်ဒီယာကြီးဟာစိတ်အနှောက်အယှက်ဖြစ်ရတယ်။ဘယ်ဘယ်လိုများဖြစ်ရတာပါလဲ။ဒီအချိန်မှာပရုလိုခေါ်တွင်နဲ့အနတ်ကရောက်လာတယ်။မင်္ဂလာပါရှင်။ပြိုင်ဘက်ဘယင်ကိုယခုချက်ချင်းတိုက်တော်မူပါကအောင်မြင်ပါလိမ့်မည်ဖျား။ကျွန်ုပ်တို့မှာဥပ္ပယကျော်ပြပြတော့မြန်မာပြည်နဲ့ပြိုင်ဘက်ဘယင်တို့တိုက်ပွဲတဲ့ညောပါသွားတော့ဤ။စေဝင်စားကြပါဗျာ။မြန်မာပြည်ဒီဥပ္ပဒထပြည်တော်ဆင်ကိုစီး၍ပြိုင်ဘက်ဘယင်ဒီ ချစ်ချင်းမီတော်စင်ကိုစီးကတိုက်ခိုက်ကြလေ၏မင်းတရားကြီးစီးတော်မူလာသောစင်ဥပ္ပဒထသည်ပြိုင်ဘက်ပရင်စီးနေလာသည့်စင်ချစ်ချင်းကိုအစွဲနှချောင်းကျွန်းအောင်ထိုးမိလိုက်လေတော်သည်ပြိုင်ဘက်ပရင်စင်ပေါ်မှပြုတ်ကြတော်၏ပြိုင်ဘက်ပရင်ဤကျွန်းစိတ်ပြဲကသူ့အရှင်ကြသည်ကိုမြင်၍ညမပရင်ကိုစင်နှင့်ဝန်တိုက်ပြန်သည်ညမပရင်ဤစင်နှင့်ရှင်မိ၍စိတ်ပြဲဤစင်မှလည်းလဲကြပြန်၏ပြိုင်ဘက်ပရင်ဘက်မှဘဲခုရဲကညာကြီးဆိုသည့်စင်ကြီးကို ထိပ်ယူတင်၍လွှတ်လိုက်ပြီးကိုမြန်မာပြည်၏ညီတော်များကဝိုင်း၍တိုက်ခိုက်ကြ၏ဘဲဥရဲ့ဆင်မာလဲညီတော်များ၏လက်ချက်ဖြင့်တေဝဲဝင်ရလေတော့သည်တို့တို့ပြောရရင်တော့နောက်ဆုံးမင်းတရားရဲ့အစ်စ်ကိုမခံနိုင်လို့ပြန်ဘက်ပရင်ဟာရှုံးနေသွားရတဲ့ဆိုပါတော့ဒါကိုဥပဒေရဲ့မြန်မာတက္ကရာရာဇဝင်စာမျက်နှာ95မှာတက္ကရာ914ခုနှစ်တွင်ပြန်ဘက်ပရင်ကိုတလမှာကြီးရအမှုရန်တို့မိ၍ဆက်တာလာတဲ့နဲ့ မကောင်းသောအကြံစီကိုကြံစီတူဟု၍ကွက်မြတ်တော်မူသည်လို့ဖော်ပြရေးသားထားတယ်။ဒါနဲ့ကျောက်စာနဲ့ဘယ်လိုများဆက်နွယ်နေလဲဆရာပြုပြောမယ်။ပြိုင်ဘက်ဘယင်ဆစ်ရုံးတော့ပြိုင်ဘက်ဘယင်ရဲ့အချွေရံတွေဟာမြန်မာဘယင်ရဲ့လက်ကလွတ်အောင်ပြေးကြရတယ်။ဒီအထက်မှာပြိုင်ဘက်ဘယင်ရဲ့မိဖုရားတစ်ပါးဖြစ်တဲ့ဒလမီတီရီလို့ခေါ်တဲ့မိဖုရားလည်းပါတယ်။အဲဒီမိဖုရားဟာနန်းတွင်းကအချွေရံတွေရှင်ဝေရတနာတွေနဲ့တူအေယာရီမြစ်အတိုင်းအောက်ဘက်ကိုစုံနေတယ်။ ဒါပေမဲ့မြစ်ထဲမှာစီဂျိုနေတဲ့မြန်မာဘရင်ရဲ့အတတွေနဲ့တွေ့တော့အထက်ကိုပြန်ဆန်တက်သွားတယ်မြန်မာဘရင်ရဲ့တပ်သားတွေကလိုက်ပြင်မဲ့လဲဒလမီတီရီရဲ့အချွေရံမင်းမှုရန်တွေကတန်ကြီးလက်ကြီးနဲ့အထက်ကိုဆန်တက်ပြေးသွားတာမို့မမီလိုက်ကြတော့ဘူးမိဘရဟာဘယ်တော့ဘယ်တော့မှခိုးနေတယ်လို့တရင်ဆာနာမှာမရပဲတမိုင်းမှာပျောက်ဆုံးနေတယ်ဆိုပါတော့ဒါနဲ့အထက်မြန်မာပြည်ကကြောက်စာတစ်ခုမှာဒီမီဘရနိုင်ဝါဆာလို့ကောင်းစွာတကြိုခဲ့ပြီး တာဝန်တော်ကျေကြပြီလို့မှတ်တမ်းရေးထားတဲ့ကြောက်စာအထောက်အထားတစ်ခုတွေ့ရတယ်။နောက်တစ်ခါပေမှုတစ်ခုမှလည်းအခုဂျုံတိုင်းဝါအနီတော့အုပ်ထဲမှာကိုသွင်းနေကြတယ်။ကိုကိုအထူးစီမံထားတဲ့ရွှေငွေရတနာတွေလည်းထဲသွင်းမြုပ်နှံထားတယ်လို့ရေးထားပြီးတိုက်စာလိုလိုစာသားမျိုးလည်းတွေ့ရတယ်။ဒါဆိုရင်မိဖုရားရဲ့ကိုကိုတွေ့ရင်ရှင်းအောင်ရတနာတွေရနိုင်တာပေါ့နော်။မလွယ်ပါဘူးဗျာသူ့ကိုယ်ကိုဖောက်တဲ့လူတွေဟာတေးရမယ်လို့ရေးထားတ ဘာလို့ရေးထားတယ်လဲဆိုတော့ဥဖြူကျော်ကသူ့အိတ်ထဲမှာမှတ်စုစာအုပ်လေးကိုထုတ်ကလှန်ဖက်လိုက်ပြီးတွေ့ရ၏။နွားလည်းဖို့တော့ဆင့်နှကောင်းတောင်ကြပေးဇီရီဖွေးရှင်ဝေနှမိုင်ခံကိုကိုတုံးပင်ခေါင်းချင်းရှင်တောင်တွင်ထိတ်ဆုံးကြ။မျက်စိမဲ့သူဖောက်ဖျက်မှုအသက်ရှူရလိုက်ကြတဲ့။ဒါဆိုဒီမီပြားရဲ့ကိုကိုဖောက်တဲ့သူတွေဟာဒီမဲလို့ရေးထားတဲ့သဘောပေါ့။ဟုတ်ပါတယ်ကိုကြီးနိုင် ထိုချိန်မှာပင်ပြည်ရွှေချောင်းများပေါ်သို့ချင်းနှင်းနှံကျလာရ၍ကျွန်ုပ်သည်မလုံးပြူတနတ်ကိုကင်ကအတန်လာရဘက်သို့ပြေးထွက်လိုက်သည်လူတဦးသည်ကျွန်ုပ်တို့အနီးချင်းကပ်၍နားထောင်ပြီးစင်စင်လျှော့အတိုင်းလျှော့ဆင့်ပြေးသွားကတော်တဲ့သူဝင်သွားကြောင်းသိလိုက်ရသည်ဘာလို့လဲဆရာတို့လူတယောက်ပဲထွက်ပြေးသွားပြီဗျဒါကျုပ်တို့နောက်ကိုလိုက်ချောင်းနေတဲ့သူပဲဖြစ်ရမယ်ဥတုပီဟုတ်တယ်အားလုံးကျွန်ုပ်တို့တော့တဲ့ဝင်လာတော့ကနောက်ခံလိုက်လာတဲ့လူတွေပဲဖြစ်ရမယ် ူဖြူကျော်မျက်နှာပြက်နေဒီကိုကျွန်တော်တွေ့ရ၏။음ကျွန်တော်ထင်တာတွေဖြစ်မလာပါစေနဲ့လို့ရှူတောင်းမှာပဲ။ဖာမင်းလေးဆရာဦးဖြူကျော်ခုတော့တိတ်မတေချာသေးဘူး။တရနေ့ရဲ့တွန်းတော့ကျွန်တော်ပြောနိုင်လိမ့်မယ်ထင်ပါရဲ့။အူချိုချောဤစကားကြောင့်ကျွန်ုပ်တို့အားလုံးမှာနားလည်ရခက်သွား၏။ကဲတကယ်သာနန်းစဉ်ယရနာတွေနဲ့မိဖုရားအုပ်ကဟာဒီတော်ကြီးရဲ့မှာရှိကြရင်ထော်ထုတ်ပြီးနိုင်ငံတော်ကိုကျွန်တော်တို့လှူဒန်းရမယ်ဥလိုပြီး အမှန်ပေါ့ဗျာဒီနေ့တော့နေမဆောင်ရင်ပြန်ကြစို့ဘိုက်ကလေးတို့လည်းမရောက်သေးပါလားဒီမှာရောက်နေပါပြီခင်ဗျာပြန်လို့ဒီမှာဘိုက်ကလေးစောတင်မောင်နဲ့ယတနာကျော်တို့ရောက်လာကြပြီယတနာကျော်ဤကောင်းတွင်နဲ့ပန်းများဝင်နေအောင်ပန်းထားပါပကောဘယ်တော့နေလဲတမီးဖေဖေတောင်စိတ်ပူနေပြီတဲ့ကိုဖိုင်နဲ့ကိုစောတို့ကလိုက်ဖို့လို့ခြေကုန်းနဲ့ဆန်းချောင်းတွေကိုလိုက်ကြည့်နေတာတိတ်တရားရတာပဲဖေဖေရဲ့ ဒိုက်ကလေးရောဆော့တင်မောင်ပါမျက်နှာရှင်ပြပြဖြင့်ကျွန်ုပ်မြင်တွေ့နေရသဖြင့်ယရနာကျော်ကသူတို့နှစ်ဦးကိုညီကဲ့သို့စီယုံတင်းတွန်းထားပါလေဟုစဉ်းစားလိုက်မိသည်ကိုဘိုက်ကလည်းချစ်တယ်ကိုဆော့ကလည်းမမုန်းဘူးဘူအောင်တင်ဇက်ကားတွေကမိမိဝင့်တီလိုများ ဝင်စားသလားကွယ်ဒါဆိုငါကကိုကိုချစ်ပေါ့ကျွန်ုပ်တို့တော့ထဲမှာပြန်လာချိန်မှာနေဝင်ရီတရော့ချိန်မှရောက်ချပြီးဒိုက်ကလေးကကျွန်ုပ်နဲ့အတူပျော်ရွှင်စွာအိမ်တို့လိုက်ပါလာခဲ့လေ၏ တဏီကုံအလီလိုက်နေတာအာရမပြန်လာပြီလားဟဲ့ကတုပီမတင်မြင်ကတော့ထုံးစံတိုင်းပေါ်မိတ်ဆွေဘာချက်လဲမြင်ဆက်စော်ပြီရှင်တို့ဆရာတပည့်ဘာသားကောင်မီးလို့ချက်ရမှာလဲညောင်ကျင်ဘူးတုတ်ငပိနဲ့ခမိပဲပေါ့ကိုရဲ့ဒီနေ့ကံမကောင်းပါလားဗျာ